စူးစမ်းရင်ဘာပဲဖြစ်ဖြစ်တကယ်ဖြစ်လာနိုင်တယ်။ဘာလေးလဲသိချင်လားအဆုံးထိကြည့်ဖို့ပြောချင်ပါတယ်။လူတိုင်းကတော့မဖြစ်နိုင်ဘူးဆိုတာပြောတယ်။ဒါပေမဲ့အက်ဒီကတော့မဖြစ်ဖြစ်အောင်သူပြသခဲ့တယ်။အက်ဒီဆိုတာပြည်တိန်လူငယ်လေးတယောက်ဖြစ်ခဲ့တယ်။သူ့ဘဝမှာသူကအိုလံပစ်ပြိုင်ပွဲကိုဝင်ပြိုင်ပြီးတော့နိုင်ငံအတွက်ကုန်ဆောင်တဲ့အခါသမားတင်နေဆက်ရှိတယ်။ ဒါပေမဲ့သူ့ရဲ့ဘဝမှာပညာရေးအနေနဲ့ကောကိုခန္ဓာကြံ့ခိုင်မှုအနေနဲ့ကောငွေကြီးအနေနဲ့ကောဘယ်အရာမှမပြည့်စုံနေဘူးမပြည့်စုံတဲ့လူတယောက်နေစဉ်ဘွားရဲ့အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ခြင်းနဲ့ဝင်ပြိုင်ပြီးနိုင်ငံတော်ကုံဆောင်တဲ့အိုလံပစ်ကစားသမားတွေဖြစ်ရှင်နေတာအဲ့တော့သူ့အနေနဲ့မှာဘာမှမရှိသေးလဲသူ့ရဲ့စိတ်ဓာတ်တည် အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ကိုပြိုင်မယ်ဆိုရစိတ်ရှိရဲ့အဲ့တော့သူပုံပြိုင်ခဲ့တဲ့ပြိုင်ပွဲဟာစကီဂျမ်လို့ခေါ်တဲ့အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်နေပြိုင်ပြီးတဲ့အခါမှာကဘာကျော်သွားအောင်အက်ဒီဒီအီဂယ်ဆိုပြီးတော့အက်ဒီနဲ့သူ့ရဲ့တိမ်ငှက်ကလေးပေါ့နော်အဲ့တော့တိမ်ငှက်တစ်ကောင်လုံးသူဒီစကီဂျမ်ဒီဟင်းစီးစကိတ်ကိုလုံးဝပြိုင်လိုက်ပြီးတော့နိုင်ငံအတွက်ပုံဆောင်ခဲ့တယ် အဲဒီ British အတွက်ပေါ့နော်ပြည်ထောင်လူငယ်လေးဖြစ်ပြီးတော့ပြည်ထောင်နိုင်ငံအတွက်ကုန်ဆောင်နေတယ်အဲ့တော့တဲ့အနေနဲ့လဲမဖြစ်နိုင်ဘူးလို့သူများတွေကပြောတယ်ဖြစ်မှာမဟုတ်ပါဘူးလို့သူများတွေပြောတယ်။ဘသူတွေပဲဝါတွေဘလို့ပဲတာစီတာစီဘလို့ပဲကန့်တတ်တာကန့်တတ်တာအဲ့ဒီကန့်တတ်ချက်တွေအကုန်လုံးကိုကျွန်တော်တို့ဒီ လုံးဝကြော်လွန်နိုင်တယ်ဆိုတာကိုအဲ့ဒီ Eddie the Eagle ဆိုတဲ့ movie လေးကိုကြည့်ပြီးတော့ကျွန်တော်တို့သိရှိနိုင်ပြီအဲ့ဒီ movie လေးကတကယ်ဖြစ်ရမှန်းအကြောင်းအရာလေးကိုခြေခံထားတဲ့ဇာတ်ကားလေးပါလက်တွေ့ဘဝက Eddie ရဲ့ပြီးတော့အဲ့ဒီ movie လေးတွေက Eddie ရဲ့အကြောင်းအရာလေးတွေကိုအဆုံးသတ်မှာပြထားပါမယ်အဆုံးထိကြည့်ပြီးတော့မျှော်လင့်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ကတော့ Dave ပါ ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်အပေါင်းလေးနဲ့အသေးလေးပေးပြီး share သွားနိုင်ပါတယ်။နောက်နေ့မှတွေ့တာပေါ့။ Bye bye ။အခုကျွန်တော်ပြောထားတဲ့အတိုင်းအဒီရဲ့ original video clip လေးကိုထည့်ပေးထားဖြစ်ပါတယ်။အဲ့တော့အဒီကသူ့ရှင်ပြိုင်ငယ်မှာစိတ်အားတက်တက်ကြွကြွနဲ့ skate ဆင်မောသွားတယ်ပြီးတော့အားလုံးကလည်း ATT Eagle ဆိုတဲ့ နေထားမှရှိတယ်သူနာမည်တခုရနေတယ်ပေါ့နော်အဲ့တော့နောက်ဆုံးပြန်မှမှသူအနိုင်ရဖို့အတွက်သူရှင်းပိုင်းနဲ့အခိုက်အတန့်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကြည့်ပြီးချန်နယ်